တာမီနှစ်ယောက်ပေါ့နော်ဈေးဝယ်လာတယ်ဈေးဝယ်လာလဲလာတဲ့အချိန်မှာအဲ့ဒီသူတမီဖြစ်သူကိုအကောင့်တယောက်ကတီးပြီးပြီလား channel မှာကြိုးဆိုပါရဲ့ရှင့်ဒီဗီဒီယိုလေးကတော့နတလောနာမည်ကြီးနေတဲ့အကြောင်းအရာလေးကို ပြသပေးသွားမှာပဲဖြစ်ပါရဲ့ရှင့်ကဲအားလုံးပဲသတိပေးချင်တာလေးတစ်ခုရှိလို့ပေါ့နော်အဲဘာသတိပေးချင်တာလဲဆိုရင်ကျွန်တော်တို့ဒီနေ့ညနေကျွန်တော်တို့ဈေးထဲမှာဖြစ်သွားတဲ့ဖြစ်ရတဲ့အခုကိုကျွန်တော်သတိပေးချင်တာပါအဲ့ဒါဘာဖြစ်သွားရလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေ့ညနေ၄နာရီလောက်မှာအဲ တားမိနှစ်ယောက်ပေါ့နော်ဈေးဝယ်လာတယ်ဈေးဝယ်လာလဲလာတဲ့အချိန်မှာအဲ့ဒီသူတမီးဖြစ်သူကိုအကောင့်တယောက်ကတူဈေးနဲ့တူပြီးတော့ခေါ်သွားတာခေါ်သွားတဲ့အချိန်မှာသူတမီးကလည်းဈေးချင်းောင်းလေးကိုလွတ်ချခဲ့တာဈေးချင်းောင်းလေးလွတ်ချခဲ့တာပေါ့သူလည်းကြောင်သွားပြီးတော့လွတ်ချမိလိုက်တာပေါ့လေလွတ်ချပြီးတော့သူကလည်းလိုက်သွားတာအဲ့အချိန်မှာသူသူ့အမေကဈေးဝယ်နေနေပြန်ကြည့်တဲ့အခါမှာဈေးချင်းောင်းမဲ့တွေ့တော့သူတမီးကိုမတွေ့တော့ဘူးမတွေ့တော့အချိန်မှာသူ့အမေကလည်းငါတမီးလေးငါတမီးလေးဘယောက်သွားလဲဆိုပြီးတော့ပြေးလိုက်တာ သူ့အမေပါတိုးစင်းနဲ့မိရင်လည်းမိနေမှာပါပြောတော့မတတ်ဘူးအဲ့အချိန်မှာသူ့အမေကသွေးယူသွေးတန်းနဲ့ပြေးလိုက်တာသူ့သမီးနောက်ကိုပြေးလိုက်တဲ့အချိန်မှာအဲ့အကောင်နှစ်ကောင်အဲ့အကောင်ကကောင်မလေးကိုခေါ်ပြီးတော့ဘယ်ကိုသွားလဲဆိုရင်သူတို့ဈေးအနောက်ဘက်ကိုသွားတာသွားပြီးတော့ဈေးအနောက်ဘက်မှာသူတို့သူ့အဖွဲတွေရပဲ၃ဘိန်းနဲ့၂ယောက်ကစောင့်နေအဲ့၂ယောက်ကစောင့်ပြီးတော့ကောင်မလေးကိုအဲ့ဒီ၃ဘိန်းပေါ်တင်တင်ပြီးတော့ခေါ်မယ်ပေါ့သွားတော့မယ့်အချိန်မှာကောင်မလေးကတတိပြန်လဲလာတာလဲလာပြီးတော့မလိုက်ဘူးမလိုက်ဘူးလို့អော်တဲ့အချိန်မှာအဲ့ဒီဈေးတွေကလူတချို့ကကြားပြီးတော့ ကောင်မလေးကိုသွားပြီးတော့ကဲတာပေါ့လေသွားခေါ်တာခေါ်ပြီးတော့အဲ့နဲ့ပဲအကောင်ကြီးကလည်းသူတို့မလွတ်မှန်းသိတော့တော့ကောင်မလေးကိုပဲလွှတ်ချခဲ့ပြီးတော့သူတို့ကသူတို့မောင်းပြေးသွားတာအဲ့ဒါဆိုတော့တေချာပေါ့နော်သူ့အမေကလည်းနောက်ပိုင်းကျတော့ဒါပြန်တွေ့သွားတယ်ပေါ့နော်ကောင်မလေးလည်းကန်ကောင်းလို့ပါမသွားဘူးသူလည်းလွတ်လာခဲ့တယ်ဒါပေမဲ့သတိပေးချင်တာကောင်မလေးကငငယ်လေးမဟုတ်ဘူးနော်အသက်22နှစ်အရွယ်အသက်ပြည့်ပြီးသားသူအသက်ပြည့်ပြီးသားသူတောင်မှ အခုလိုမျိုးပြန်ပေးဆွဲတယ်လို့ဇကားတွေရလိုမျိုးဖြစ်နေတယ်ဆိုလို့ရှိရင်အတက်ငယ်တဲ့သူတွေရောဟိုယောက်ျားမိန်းမမဟုတ်ဘူးပေါ့အကုန်လုံးတတိထားစေခြင်းနဲ့ဟိုမိဘတွေလည်းကိုယ့်ရဲ့သားသမီးကိုပေါ့နော်လွှတ်မထားသင့်ဘူးပေါ့နော်အခုချိန်မှာတူစည်းတွေကလည်းအရန်ခစ်စားနေရေပေါ့နော်အားကြောင့်မို့တတိပေးခြင်းလို့လာခဲ့တာပါအားလုံးလည်းဂယူးဆိုင်ကြပါလို့နော်လောကကြီးကိုစေးမခတ်တဲ့သူတွေအားလုံးစိတ်ချမ်းသာကိုယ်ချမ်းသာရှိကြပါစေနော်အားလုံးပဲကျေးဇူးတင်ပါတယ်